စိတ်ချမ်းသာမှုဆိုတာအမှန်တမ်းအရေးကြီးတယ်ပစ္စည်းဥစ္စာချမ်းသာတိုင်းစိတ်ချမ်းသာတယ်လို့မအောင်မိလိမ့်နဲ့ပစ္စည်းဥစ္စာချမ်းသာပြီးစိတ်ဆင်းရဲနေတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးပဲပစ္စည်းချမ်းသာတာစိတ်ချမ်းသာတာနဲ့တခြားစီပဲเนาะလူတွေမှာပူမှုတွေနဲ့နေကြတယ်တောကနော်စိတ်ချမ်းသာတဲ့လူကလည်းတောကတွေပိုးတယ်ပစ္စည်းဥစ္စာအတွက်တောကဖြစ်တယ်နော် ပစ္စည်းဥစ္စာအတွက်သောကဖြစ်တယ်။သာသမီရှိတဲ့ပုဂ္ဂိုလ်ကသာသမီအတွက်သောကဖြစ်ရတယ်။နော်။ကားရှိတဲ့ပုဂ္ဂိုလ်ကကားအတွက်သောကဖြစ်တယ်။တိုက်ရှိတဲ့ပုဂ္ဂိုလ်ကတိုက်အတွက်သောကဖြစ်တယ်။အလုံးဟာသောကလေးတွေနဲ့ယူနေကြတာ။အဲ့ဒီသောကဆိုတာဒေါမနတပဲ။ဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ခံစားမှုဝေဒနာတစ်ခုပဲပေါ့။အဲ့ဒါလည်းပဲအကုသိုလ်ပဲပေါ့။အေးဒါကြောင့်မလို့ တောကခင်းအောင်နေခြင်းလို့ရှင်မလိုရမလဲလို့ဆိုရင်တွေ့တာမှုတွေကိုရှင်းရတယ်တွေ့တာမှုရှိလေလေတောကကြီးလေလေတွေ့တာမှုကြီးလေလေတောကကြီးလေလေတွေ့တာမှုရှိသူတိုင်းတောကရှိတယ်ရှောင်လဲလို့မရဘူးသိပြင်ရှိရင်သိရိပ်ရှိမှာပဲပေါ့ဘာဖြစ်လို့တော့ဆိုတော့တောကဆိုတာတွေ့တာမှုရဲ့အရေးပဲလေသူကတွေ့တာမှုကိုမဖြောက်ဖဲနဲ့တောကဆိုတာဖြောက်လို့မရဘူးတဲ့နော် စဉ်းစားကြည့်ပေါ့ဒီတဲ့ထင်ရှားတဲ့ဥပမာလေးတစ်ခုပြောမယ်ကိုကအိမ်တလုံးပိုင်ထားတယ်ဆိုပါစို့ဟောအဲ့ဒီအိမ်တလုံးပိုင်ထားတဲ့အခါဆောင်းရသည်တို့၊တွေရသည်တို့ဗမာပြည်မှာဒီဟာမိကခဏတည်းလောင်တတ်တယ်မဟုတ်လားမိမဆိုအိမ်ရဘူးလားဆိုရင်လည်းဆိုကြတဲ့အတော့ကပဲကိုယ့်အိမ်မှာမိဆိုရင်ရဟောဆိုရင်လည်းတော့ကဲအဲ့ဒီအိမ်လေးကိုကြိုက်တဲ့ဈေးရလို့ရောင်းပလိုက်တယ် ရောင်းပလိုက်တဲ့အခါကျတော့အဲ့ဒီအိမ်လေးပေါ်မှာတောကဖြစ်သေးလားဘာလို့လို့ကိုမမပိုင်တော့တာကိုဟာလို့မတတ်မှတ်တော့ဘူးလေအဲ့တော့ကိုဟာလို့တတ်မှတ်မှတောကဆိုဖြစ်တာအဲ့ဒါကြောင့်မလို့အဲ့တော့တလောကလုံးကိုကိုဟာလို့မတတ်မှတ်နဲ့ကိုကိုကိုတောင်ကိုဟာလို့မတတ်မှတ်ဘူးဆိုလို့ရှင်တောကဘလူ့အတွင်းမှာဖြစ်တော့ဘူးလေဒါကငါသားဒါကငါသမီးဒါကငါ